မောပန်းစွာလှမ်းလာခဲ့တယ်။ကြုံပေါင်ကမိမိရဲ့အိမ်ဝိုင်းထဲသို့ဝင်လိုက်တာနဲ့တင်းထားသည်များစိတ်တီးဟုလျှော့ချလိုက်ရ။အာအေမြာကိုခန်းသွားတော့တယ်။ဒူးမြကရှောင်ကျသွားတယ်။တဆက်သေးပဲရှည်လန်းမြကလည်းတုန်ဆိုင်သွားတယ်။နောက်ကျောကလည်းတက်လာတယ်။မျက်လုံးများပင်ပြာဝေလာကမူးဝေလာတယ်။တကူလုံးပူချင်းချင်းဖြစ်လာကရွှေသည်ရွှေပေါက်များလည်းကျလာတယ်။ပကုံးပေါ်မှာထန်းလာတဲ့ပေါက်ပြားပေါက်တူးနဲ့တဘိုးကြီးကြောင်များကလည်း ကျိုးများကိုလည်းလွှတ်ရှာလိုက်တယ်။ထို့စဉ်ခေါင်းရင်းက သူ့အမိအိမ်ဘက်မှပြေးထွက်လာတဲ့ဇနီးဖြစ်သူ မတ်တယုံပါကထိတ်ထိတ်ပြပြနဲ့ဟမ်ဟမ်ကိုကျော်မလက်မောင်းကိုလည်းကျိုးရင်းနဲ့စီးလို့ဘာဘာဖြစ်လာလဲ။စာဦးကြီးတကောင်လည်းရှူရှူရှာရှာနဲ့အင်ပြန်ရောက်လာ။လဲခွင်းမှာတခုခုဖြစ်နေပြီလို့ထင်လို့လိုက်လာကြမလို့အဲ့ဒါအမေကိုသွားပြောနေတာ။မတ်တယုံမရဲ့မိခင်ဖြစ်သူဒေါ်ဖွားနှစ်ကလည်း ဇိုးရင်တကြီးမျက်နာနဲ့အိမ်ပေါ်ကနေဆဲလာတယ်။အေးငါပိုးထီလာတယ်။ညီလေးညီလေးဘယ်သွားလဲ။ညီလေးကြောက်အောင်ပျော်စမ်းအခုချက်ချင်းလှဲကောက်ပြီးမကြီးတိုင်းရွာကိုအမြန်သွားစမ်း။တိုက်နေစေယုံကစီအောင်ယုံအမြန်ပိတ်ခေါ်ခဲ့။မွေဟောက်ကြိုက်တာလို့ပြောလေနော်။လှဲကိုလည်းဒုံဆိုင်သွား။ကြောင်ပေါင်းကသူ့ဇနီးတယုံမအားအမောတကောပြောပြီးတော့အိမ်ပေါ်သူ့ကတုံငကြီးနဲ့မောပန်းကြီးစွာတက်ခဲ့တယ်။ တယုံမကလည်းတွဲခေါ်ပို့ပေးတယ်။ရေအလွန်ငတ်နေတော့လေအစိတ်ပြန့်တော့မှစိုးလို့မတော့ရဲဘူး။အိမ်ပေါ်ရောက်တာနဲ့တယုံမကဧကန်းနဲ့ကတင်ပြူးခင်းခေါင်းအုပ်ကိုရှာပေးတယ်။မောပန်းမူးဝင်နေတဲ့ကြုံပေါင်းအိမ်ရောင်ပေါ်မှာလှဲ၍အိမ်ချလိုက်တယ်။စိတ်များကိုတင်းထားသူကိုလည်းတအားလျှော့ချလိုက်တယ်။ထို့အခါမျက်လုံးများပါပြာဝေလာတယ်။ပြီးတော့အသက်ရှူပါကြက်လာတယ်။တတိလက်လွတ်တလူဖြစ်လာတယ်။ထို့နောက်မှာတော့ကြုံပေါင်းခမရဘာမှမသိတော့ လက်ခုပ်ပင်ကွင်းကညောင်ဤဘူတာဈေးကုန်းရွာရဲ့အရှိမြောက်ဘက်တမိုင်ခန့်အကွာမှာရှိတယ်။ကျက်မောက်တောင်ဆယ်ကြီးရဲ့လက်ဝဲမြောင်းပေးမှာရှိတဲ့ဆယ်ရီတောက်လဲခွင်းများဖြစ်တယ်။လဲဤကတရာလောက်ရှိတယ်။ထို့လက်ခုပ်ပင်ကွင်းမှာရှိတဲ့မိမိလဲများကိုကျော်မောင်ကထွန်ရက်နေဒီမှာရက်တရွတ်နှစ်ပတ်ခန့်ရှိပြီးအားလုံးကရှောက်ဤကရှိတယ်။မိုးစဘာဆိုင်ရန်ထဲထိုးနေခြင်းလည်းဖြစ်တယ်။မိမိတို့လဲခွင်းများမှာ ကြမောက်တောင်ဆေးရီတောက်လေမြေများဖြစ်လို့တနစ်နှစ်သီးစာစိုက်ပြိုးကြတယ်။နှစ်ဦးပိုင်းတွင် မိုးကြိုဝါးကိုတော်၎င်းနှမ်းကိုတော်၎င်းစိုက်ပြိုးပြီးတော့တော်တလင်းလာပိုင်းတွင် မိုးစဘာဖြစ်နေစိုက်ပြိုးကြတယ်။ဒါကလည်းမိုးကိုအားကိုးလို့မဟုတ်ဆေးရီကိုသာသွင်းယူစိုက်ပြိုးလေးရှိတယ်။ဝါမှာစီမံကိန်းတင်းနံဖြစ်ပြီးဆေးရီသွင်းတောင်သူလက်သမားတိုင်းမဆိုင်မနေဟာစိုက်ပြိုးရလေးရှိရဲ့။ကုန်းကြတဲ့ရွာမြေတွင်သာနှမ်းကိုမိုးဥရင်း ကျဲပတ်၍စိုက်ပျိုးလေရှိတယ်။ဝါကိုလည်းမိုးဥတွင် မိုးကြူဝါအဖြစ်နဲ့ရေသွင်း၍မဖြစ်မနေစိုက်ပျိုးကြလေရှိတယ်။ကျုံမောင်ကလက်ခုပ်ပင်ကွင်းမှာရှိတဲ့မိမိပိုင်နဲ့လေဧက60ကိုမိုးဥကြူဝါအဖြစ် တပေါင်းလာစမ်းလောက်မှာစပြီးတော့ရေသွင်းစိုက်ပျိုးတယ်။ပြီးခဲ့တဲ့ဝါကောင်လာမှာပင်အာလုံးဝါတီးနံပွင့်ဖက်များကို အပီးစွသိမ့်ခဲ့တယ်။မလိုက်နံပါတ်96ရှီမြင်ရှီဝါမျိုးဖြစ်ခါတဧကလည်း ိတ်သားချင်း200ကျော်ခန့်လုံးနဲ့ထွက်ခဲ့လေ။ဟောအခုတော့တော်တလင်းလာထဲမှာပြင် မိုးစဘာများကိုစိုက်ပျိုးရန်အတွက်ထွန်ရက်ထဲထွန်နေရပြန်နေ။မိုးကြွားစိုက်ပျိုးစဉ်ကတမန်းညက်ပြီးမို့လို့45ဆက်လောက်တော့ထဲထိုးလိုက်ပြီးတာနဲ့ငါးသွားထွန်လို့20 30ဆက်လောက်တော့ထွန်ရက်လိုက်ရင်တမန်းကညက်သွားပြီ။အခုတော်တလင်းလာအတွက်မှာမိုးစဘာအပီစိုက်ရန်အတွက်တက်တုတ်ရိုက်ကထွန်ရက်ထဲထွန်နေရခြင်းပဲဖြစ်တယ်။ ြီးခဲ့တဲ့တပတ်လောက်ကပင်မိမိတို့ရွာအုပ်ချုပ်ရေးပိုင်းနဲ့လေယာကော်မတီများကဈေးကုန်းရွာအုပ်စုမှတောင်းသူလေသမားများကိုဖိတ်ခေါ်ပြီးတော့မိုးစဘာများအပြည့်အဝစိုက်ပျိုးနိုင်ရန်စော်ဩသွားတယ်။ဒီလိုမျိုးစော်ဩခြင်းကလည်းကြောက်ပတောင်းမြို့နယ်ကအုပ်ချုပ်ရေးလူကြီးများကနှိုးစော်တိုက်တွန်းသွားချက်ကြောင့်လည်းဖြစ်တယ်။လွန်ခဲ့တဲ့လတဲ့ကတရက်တော် အုပ်စုမှရှိတဲ့စိုက်ပျိုးရေးသူတည်တနာဦးရင်တရက်တော်စခန်းမှာမြို့နယ်အုပ်ချုပ်ရေးပိုင်းကအရာရှိများ စေမြောင်းဦးစီးဌာနကအရာရှိများမြမစိုက်ပျိုးရေးလုပ်ငန်းကမန်နေဂျာတွေမြမအထည်လိမ့်လုပ်ငန်းကအလုပ်ယူမှုများစတဲ့တာဝန်ကြီးပုဂ္ဂိုလ်များကကြေးလက်နေမီများကိုဆင်းလာပြီးတော့ကြက်မောက်တောင်စေရီတောက်ဒေသများကစပားဆိုင်ကြီးရွာဆက်တရွာအုပ်စုတာဝန်ကြီးပုဂ္ဂိုလ်များကိုတောင်တူလေသမားများဖိတ်ခေါ်ပြီးလျက်မိုးစပားများအပြည့်အဝစိုက်ပျိုးနိုင်ရန်ဆွေးနွေးနှုတ်ဆော်သွားသောကြောင့်ကြော်မောင်တို့တည်နေခဲ့တယ်။ဒါကြောင့်လဲမိမိတို့ကြော်ပတောင်မြို့နယ်မှာရှိတဲ့ မိုးစဘာဤက14500စိုက်ပျိုးရန်နဲ့ကျက်မောက်တောင်စေရဲ့ဤက3000မိုးရီဖြင့်ဤက1500စိုက်ပျိုးထုတ်လို့ရမယ်လို့ကြော်မောင်းလို့တောင်းသူလေသမားတွေတည်နေကြတယ်။ကြော်မောင်းကိုလက်ခုပ်ပင်လွဲခွင်းသည်လက်ဝဲမြောင်းမာကြီးအတွင်မြောင်းသွယ်ထိတ်ရှိနေသဖြင့်လေကိုထွန်ရက်ပြီးလင်ပြီးလိုမျိုးရေသွင်းရန်အတွက်အခွင့်အရေးများရရှိတယ်။ကျက်မောက်တောင်စေလက်ဝဲမြောင်းမာကြီးသည် ပောက်တော်မကြီးကုန်းရွာထိမိုင်20ကျော်လောက်ထိရှိတယ်။ ်မြောင်းသွေးမြောင်းလက်တက်လဲချားမြောင်းမြဖြင့်ကွန်ရက်တလို့ဖောက်လို့တွေထန်းသားတဲ့ရေများကိုဖြန့်ဝေပေးတယ်။ကြောက်ပတောင်မိထီလာလန်းတောကြောင်အနီးကလက်ဝဲမြောင်းမကြီးမှာကျော်မောင်တို့ရဲ့ဈေးကုန်းဥစုတချို့လဲအေကားများတို့မြောင်းခွဲမြောင်းလက်တက်တစ်ခုဖြင့်လက်ခုပ်ပင်ကွင်းကိုဖြတ်ပြီးတော့အနောက်ဘက်ဘာကျော်ထန်တော်ဘေးကနေလကောင်းထုံနာမှာတော့ဂုံကြိုင်းဇေဒီဖရားရဲ့တောင်ဘက် ၎င်းမှာပြင်မနာကြောက်မတောင်းသွားတဲ့မိရထားလန်းကိုဖြတ်ခါမင်းတင်ကြောင်းနေညောင်မင်းတန်းလျားရွာကိုဖြတ်ပြီးတော့၎င်းထို့နောက်မှာတော့ညောင်သားရွာအချစ်ဘက်ကလက်ပံတော်ကြောင်ကြောင်ပတ်တီလက်ကြားမြောင်များအတီးတီးခွဲကဖောက်လုထားတယ်ညောင်သားကွင်းလေဧက150လောက်တွင်ရေပေးသွင်းနိုင်နေကြုံမောင်လုံနေတဲ့လက်ခုပ်ပင်လဲကွင်းသည်ကြက်မောက်တောင်ဆယ်ကစီးစင်းလာတဲ့မူလတောင်စင်ချောင်းဟောင်းရဲ့ ကဘာထိပ်မှာရှိတယ်။ဘာကျော်ထန်းတော်နဲ့မကြီးထူမြေယာများရဲ့အချစ်ပံမှာရှိနေတယ်။ယင်းဘာကျော်ထန်းတော်နဲ့လက်ခုပ်ပင်လေကွင်းတွင်တော်ကြောင်သွားတဲ့လမ်းစာကလေးကစီးချနနေပြီသတ်မှတ်ထားသလိုရှိတယ်။၎င်းတော်ကြောင်သွားတဲ့လမ်းမှာလက်ဝဲမြောင်းမာကြီးအထိလေဧက90ခန်းလောက်ရှိက၎င်းရဲ့အလင်လောက်တင်တော့လက်ခုပ်ပင်ကြီးရှိတယ်။လက်ခုပ်ပင်ကွင်းသည်လေဧက100လောက်တော့ရှိတယ်။ လက်ဝဲမြောင်းမာကြီးမှာခွဲထွက်လာတဲ့မြောင်းသွေးမြောင်းလက်တက်ကိုကြောက်အင်္ဂရီဖြင့်ပြုတ်လုထားပြီးတော့ယင်းမြောင်းလက်တက်ကိုကြောက်မြောင်းဟူ၍ကြော်မောင်တို့ကခေါ်ကြတယ်။အဲ့ဒီကြောက်မြောင်းရဲ့မြောက်ဖက်ပေ300လောက်တွင်လက်ခုပ်ပင်ကြီးကပေါက်နေခြင်းဖြစ်တဲ့လက်ခုပ်ပင်ကြီးနေရာသည်ကုန်းမြင်လေးဖြစ်နေကပေ30ပတ်ရှာလေလောက်ကျဲတယ်။လက်ခုပ်ပင်ကြီးရဲ့ပင်စီအောက်ရှိသည်လူနှစ်ဖက်နီးပါးရှိကပေ30ကျော်လောက်မြင့်နေ။အဲ့ဒီလက်ခုပ်ပင်ကြီးရဲ့အရှိရင်မူလူတရက်ခန့်မြင့်နေ တောင်ပို့ကြီးကလည်းပေါက်နေတယ်။လေးငါးပေပက်လေခန့်ထူပြီးတော့ကျဲပြတ်နေ။ကျော်မောင်ကထိုလက်ခုပ်ပင်ရဲ့အရေးကုန်းမြေတွင်မနဲ့၉နာရီလောက်တွင် မတရုတ်မှထမင်းလာပို့တဲ့အခါအလုံနာနွားနာ၍ထမင်းစားလေးရှိတယ်။မွန်လယ်နေ့လယ်လောက်မှထွန်ကိုဖြုတ်လို့အိမ်ပြန်လေးရှိတယ်။ဒီမှာပထမရက်မှာတော့မမျော်လင့်ထားတဲ့ဖြစ်ရက်နဲ့အံ့ဖွယ်ရပြီးစတင်တွေ့ရှိခဲ့တယ်။ပထမဦးဆုံးနေ့ရက်မှာကျော်မောင်ကမတရုတ်မှလာပို့တဲ့ထမင်းကို နွားများအနားပေကလက်ခုပ်ပင်ကြီးရဲ့အရေးကုန်းမြင့်မျက်ခင်းပင်တွင်ထမင်းစားနေတယ်ထို့စဉ်တယုံမရဲ့ထိတ်လန့်ကြအတန်နဲ့ဟို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 မတောင်ပုတ်အဖောက်ကဘာဘာဘာကောင်ကြီးလေထိုတောင်ပုတ်ပစီတို့လက်ညိုးထိုးလျက်ထိတ်ထိတ်ပြပြနဲ့ပြောလာခြင်းကြောင့်ကျော်မောင်ကလည်းတောင်ပုတ်စီတို့ရုတ်တရက်လှမ်းကြည့်လိုက်တယ်တောင်ပုတ်ကြီးရဲ့အမြင့်ပိုင်းအပေါက်တစ်ခုက၃လေးလက်မခန့်အထိအပြင်ထွက်နေတဲ့သတိဆန်တကောင်ရဲ့ဥကောင်းပိုင်းကိုတွေ့လိုက်ရတယ် တေးကြစွာကြိလိုက်တဲ့အခါမှာတော့မွေတကောင်ရဲ့ဦးကောင်ပိုင်မန်တိလိုက်ရတယ်။ထမင်းနဲ့ဟင်းနဲ့ရပြီးထွက်လာခြင်းမေလားမသိ။မွေကြီးပါကွာ။ကဲ။တောင်ဖို့တွင်းကမွေနကားကြီးရေ။မင်းနဲ့ငါနဲ့ရန်သူမဟုတ်ဘူး။မိတ်ဆွေလိုသဘောထား။မင်းကလည်းငါကအန်ရည်မပေးဘူး။စောင့်ရှောက်ပေးမယ်။ငါကလည်းအန်ရည်မပြနဲ့။ဟုတ်လား။အမလီကိုကြောင်မောင်ရင်တော့ကိုမွေအလိမ်မှာဆရာကြီးမြန်မှတ်နေလားတော့။အစိတ်နဲ့မွေလား။ဘာမွေးဆိုတာလဲမသိပဲနဲ့ ွားပြီးမိဖွဲ့နေရတယ်လို့တနစ်တော်အန်ရည်ပြုတ်လို့ကြိုက်သွားအောင်မယ်နော်ကြည်လဲလှုပ်ဆမ်းပါတော့တရုတ်မကဟန်တားနေသည့်ကြားကကြော်မောင်ကထမင်းနဲ့ဟင်းကိုနေပြီးတော့တောင်ပို့အခြေတွင် သွားပုံပြလိုက်တယ်ပြန်ကန်ပြီးကြည်လိုက်တဲ့အခါမှာတော့ထိုထမင်းဟင်းများကမရှိတော့ပါဒီလိုနဲ့ကြော်မောင်ကထဲ့ထိုးထွန်ရက်နေတဲ့ရက်များတွင် နေ့စဉ်ထမင်းများကိုပုံပေးကျွေးမွေးခဲ့ရာလွန်ခဲ့တဲ့၃ရက်ကမူအပြင်သို့တကိုယ်လုံးထွက်လာကထမင်းဟင်းများကိုစားနေတယ် ကြုံမောင်ကမွေးကိုမကြောက်တော့တယ်လို့မွေးကြီးကလည်းကြုံမောင်ကို မွေးအလေးမှစီယာတွေ့တယ်လို့မျိုးမန်ရှစားနေတယ်ကြုံမောင်ပီတိဖြစ်နေတယ်လူနဲ့မွေးတရိတ်ဆန်တို့သည် အတွင်မနောစိတ်တက်ရှင်ဆက်နွယ်ကနားလည်မှုယူလျက်ဆွေမျိုးဖြစ်သွားပုံများကို ကြည်နူးနေမိတယ်မွေးကြီးရဲ့အလုံးထိတ်ကရှောက်ပြီးခန့်လောက်ရှည်လျားကယောက်ျားတဦးရဲ့လက်ကဝိခန့်တော့ရှိတယ်မင်းကြီးကြီးအယောင်ရှိတယ်အစိတ်ရှိတယ်မွေးဟောက်မျိုးဖြစ်ပုံရတယ် ဒီနေ့မှာကြော်မောင်ရဲ့လေခွင်းများထဲ့တိုးထွန်ရွက်ပြီးပြီးမြောက်တဲ့နှစ်ပတ်မြောက်နေ့ဖြစ်တဲ့ထိုနေ့ထွန်ရွက်ခြင်းစခန်းသိမ့်ပြီးတော့မနှက်ပြန်တွင်ရေသွင်းမယ်။လေနီးခြင်းဖြစ်တဲ့ဘာကြီးအောင်တို့ဦးလေးကြည်မောင်တို့ကိုရင်ဖိုးတူတို့လေခွင်းများကလည်းထွန်ရက်ပြီးလို့ရေသွင်းနေသူက တွင်းနေကြပြီ။မွန်းတဲလောက်တွင်ထွန်ကိုဖြုတ်ပြီးတော့ကြော်မောင်အသင့်ယူလာတဲ့ပေါက်ပြားနဲ့ရှုံရင်းပြက်စီးနေတဲ့ကတင်းရိုးများကိုလိုက်လံကြည့်ရှုရင်းပြင်းစင်မြေဖို့နေတဲ့ ထိုမှဖြုတ်၍အနာပေးထားတဲ့ခိုင်းနွားကြီးစာဥနှင့်မန်းတာက လက်ခုပ်ပင်မြေကုန်းထက်မှမြက်ပင်များကိုရှောက်၍စားနေတယ်။ထို့စဉ်မန်းတာဟုအမည်ရတဲ့နွားကြီးမှာဝမ်းကောင်းတန်ပါတဲ့အတန်နဲ့ကြီးနဲ့ကြောက်စီအောင်အော်မီကလက်ခုပ်ပင်တောင်ပို့ကြီးစီကအမီးကြီးထောင်ရက်ခွာစုံပေါက်ရီထွက်ပြေးလာခဲ့တယ်။ကြောက်လန့်တကြားနဲ့လေကွက်၄ငါးကွက်လောက်ရောက်သည့်အထိပြေးထွက်သွားတယ်။တုံးနာမှာတော့လဲကျသွားသည်ကိုကြော်မောင်တွေ့လိုက်ရတယ်။ကြော်မောင်ကနွားကြီးလဲသွားရာစီသို့ တအားပြေးသွားလိုက်ပြီးကြီးလိုက်တော့နွားကြီးမန်းကြာတစ်ခုလုံးတဆက်ဆက်တုံနေတယ်နှာခေါင်းများကလည်းလေပြင်းများမှုတ်ထုတ်ရင်အသက်ပြင်းပြင်းရှူနေတယ်နရွက်များကလည်းထောင်ပြီးတော့အမီးကလည်းတဆက်ဆက်တုံနေတယ်မျက်လုံးများကလည်းနှီးရဲပြီးတော့မျက်ရည်များစီးကျလာတယ်မန်းကြာမန်းကြာတာကြီးမန်းကြာဘာဖြစ်တာလဲငါရှိတယ်ငါရှိတယ်အားမငင်နဲ့တာကြီးမန်းကြာကျော်မကတာကြီးမန်းကြာရဲ့ဖြစ်ပုံကိုကြည့်လို့အပြေးလွှာစဉ်းစားလိုက်တယ်ချက်ချင်းသဘောပေါက်သွားတယ်ကြည့်ပါမန်းကြာရဲ့လေပင်အလေလောက်တွင် ်သွေးဆူနေတဲ့အပေါက်နှစ်ခုကိုတွေးလိုက်ရတယ်။ဧကန်ကတောင်ဘိုးကမွေကြိုက်လိုက်တူဖြစ်မယ်။ကျော်မောင်ကမန်းကြအာတားကြီးဝီတစားစားခွန်ရင်းကနေဦးကောင်အာတက်ပေးနေတယ်။မန်းကြမျက်လုံးများမျက်ရည်များကလည်းတတွင်တွင်ကျဆင်းနေတယ်။ခြေလက်များကလည်းတဆက်ဆက်တုန်နေသေးပါ။အသက်ရှူတန်းကလည်းပြင်းနေသေးတဖြည်းဖြည်းနဲ့မျက်လုံးများမျက်စံဖြူကြီးဖြစ်လာပြီးတော့ပြူးကျေလာတယ်။ကျော်မောင်ကမန်းကြရဲ့ဝေဒနာခံစားနေရပုံကိုကြည့်ကမိမိကိုယ်တိုင်ခံစားရတယ်လို့နာကျင်နေရတယ်။ဝမ်းနဲ့ကြည်ကွဲလာတယ် ရင်ထဲမှာစုတ်တက်လာတယ်။တဖြည်းဖြည်းနဲ့မန်းကြာကြီးရဲ့ရှင်လက်ဆတို့ကလည်းတစ်ခုလုံးတုံခါလာခြင်းများနှီးကွေးသွားပြီးတော့အသက်ရှူတန်းကလည်းတိုး၍နှေးလာတယ်။မရွက်များကလည်းကုတ်ကြလာတယ်။အမီးကလည်းမလုတော့မျက်လုံးကြီးများကလည်းတဖြည်းဖြည်းနဲ့မှိတ်သွားတယ်။ထို့စဉ်အသက်ပြင်းကြီးတစ်ချက်ရှူသွင်းမှုတ်ထုတ်ခါငြိမ်ကျသွားတော့တယ်။ဘန်းကြဘန်းကြတိုင်မန်းကြတိုင်ခွန်နေခွန်နေတဲ့တိုင်မန်းကြတိုင်ရမန်းကြမန်းကြရမန်းကြရဲ့ဥကောင်းကြီးက လက်နဲ့တက်၍တစားစားခေါ်နေချတယ်။ကြောမောင်ခင်ဗျာခေါ်ရင်းခေါ်ရင်းကနေရင်မာစွတ်တက်လာတယ်။ငိုတမ်းမှာပါလာတယ်။ထို့နောက်မှာတော့ဝမ်းနေလွန်းလို့ရှိုက်ကြီးတငင်ငိုချလိုက်တော့တယ်။မန်းကြသည်ချံပေါက်နွားကြီးဖြစ်တယ်။မိမိကအသက်20ကျော်မန်းကြကတဘိုးတက်ခါစား၍ထိုကာလကလေးကတကယ်ချင်းလိုအတူတူရှိလာခဲ့ပြီးတော့လေယာဉ်လုပ်ငန်းများကိုအတူတွဲဖက်ခါလုပ်ခဲ့ပြီးမှအခုဆိုရင်၁၀နှစ်အတွင်းကာလပင်ကျော်လာခဲ့ပြီ။လူအထာလူသဘောကို လူတဦးကဲ့သို့နားလေသည်နွားလေမာကြီးဖြစ်တယ်။ကျော်မောင်တို့မိသားစုကိုရုံးကန်ကပင်ပန်းကြီးစွာနဲ့လုတ်ကန်ပေးနေတဲ့ကျေးဇူးရှင်နွားလေမာကြီးမို့လို့ကျော်မောင်ခင်ဗျာမိမိရဲ့မိသားစုတယောက်ဆုံချုံကွယ်လွန်သွားခဲ့သူပင်စိတ်ထဲဝယ်ထိခိုက်ဝမ်းနည်းသွားတယ်။တစ်ဖက်ကမန်းကြအတွက်စိတ်ထိခိုက်ဝမ်းနည်းကြည်ကွယ်နေတယ်လို့လက်ခုပ်ပင်တောင်ကိုကမွေကြီးကိုလည်းဒေါသပုံများထသွားတယ်။ငါတင့်ကိုသမင်းကျွေးမိတ်ဆွေလိုသဘောထားပြီးစောက်ချောက်ကျွေးမှုခဲ့တယ်။အခုတော့ကြည်စမ်းငါတို့စီးပွားဘက် တာရီမန်းကြောင်ကိုကိုက်တက်လိုက်တယ်။ကျေးဇူးကန်လေမွေကြီးသေပြီတော့ကွာ။ကျော်မောင်ကမွေကြီးအပေါ်ဒေါသအမျက်ဒီရှောင်းချောင်းထွက်ရင်းကနေလက်ခုပ်ပင်ရှိရာစီတို့ပြေးထွက်သွားတယ်။စောစောကလေကသိန်းမှာပြင်ဖို့အတွက်မြေဖို့ရာထားခဲ့တဲ့ပေါက်ပြားကြီးရှိရာတို့ပြေးသွားလိုက်တယ်။တစ်ဆက်ထဲလဲစာဥနွားကြီးအားတောင်းမြောက်လေးပါမျော့ကြည့်ရှာ၏။မတွေ့ရပါ။အေကန်ကမန်းကြာကြီးမွေကြိုက်ခံရပြီးကြောက်လန့်ဖွယ်ရအောင်အော်မီတန်နဲ့ထွက်ပြေးသွားတဲ့အဖြစ်ကိုမြင်ရလို့အိမ်ဘက်ကိုထွက်ပြေးသွားပုံရတယ်။ လက်ခုပ်ပင်ကြီးက တောင်ပေါ်ကြီးကိုကြော်မောင်ကဇောအာယုံနဲ့အလင်းစလိုကြိလိုက်မိတယ်။တရှမ်းပြူအပ်ခမန်းပြင်ဖြစ်နေတယ်။ဧကနမန်းကြသည်ရားရံလို့တောင်ပေါ်ကြီးနဲ့သူ့ကိုယ်လုံးလယ်ပင်မြတ်ကိုပုတ်တိုက်၍အရာဖြစ်နေပုံရတယ်။ဒါကိုတောင်ပေါ်တဲကမွေကြီးကကြိုက်လိုက်ပုံရတယ်။မွေကြီးဘက်ကိုကြည့်ရင်လဲသူ့ပိတ်မှန်တောင်ပေါ်ကြီးကိုဖျက်ဆီးသူအားရန်သူတတ်မခါဂလစားချီကြိုက်ပေါက်လိုက်ပြီးမှတရားနီလန်းကြတာမှန်ကန်တော်လေ။ကြော်မောင်ဘက်ကကြည့်ရင်လဲသူ့တငယ်ချင်းလှုပ်ဖို့ကင်ဘက်မိသားစုဝင် မန်းကြာကြီးအားရံပြုတ်တိုက်တက်လိုက်ခြင်းကိုမိသူမှတီးခတ်နိုင်ပါလေမိမိအကျိုးစီးပွားဖြတ်စည်းသူဒီတောင်ပိုးကမွေကြီးအားရှင်းပြမှဖြစ်တော်မယ်လို့ဆုံးဖြတ်ချက်ကိုချလိုက်ပြီးနင်းလက်ကပေါက်ပြားနဲ့တောင်ပိုးကြီးအားစတင်ဖြိုဖြတ်တော်တယ်ငါ့ကိုကျေးဇူးကန်းနဲ့တောင်ပိုးလေးကမွေကြီးရေတေပေတော့ကွာကျော်မောင်ကနှုတ်မှရေရွချိန်ပေါင်းရင်းကနေအားနဲ့ခွန်နဲ့စိတ်လက်မမတောင်ပိုးကြီးအားပေါက်ပြားနဲ့ပေါက်ပြီးတော့ဖြိုနေတော့တယ်မွေကြီးတွေ့သည်နဲ့ရိုက်တက်နိုင်ရန်အတွက် ဓာနေတဘိုးကြီးရောင်းဦးပါအသင့်ဆောင်ထားသေးတယ်။တောင်ပိုးကြီးတချံပြူပြက်သွားသည့်အချိန်ကြော်မောင်ကပေါက်ရီဖြိုပစ်လိုက်တယ်။အတွင်းနာလှိုင်ကောင်းကြီးကိုတွေ့လိုက်ရတယ်။သို့တော့မွေးကြီးအားမတွေ့ရပါ။ဒီကောင်းကြီးသူ့ကိုငါလိုက်တက်မယ်ဆိုတာကြိုပြီးတိနေလို့ထွက်ပြေးသွားပြီထင်တယ်။နားလိုက်တာကွာ။တွေ့များတွေ့ရင်တော့မွေးကြီးအထဲတွင်ထင်သလိုမတွေ့ရလိုက်လို့စိတ်ဆိုးဆိုးနဲ့တောက်တစ်ချက်ကိုခောက်ယူကျင်းဝါလိုက်တယ်။မကြင်မချမ်းနဲ့ဒေါပွားနေတယ်။သို့တော့မောမောနဲ့ညီကြီးပေါ့ ဖင်ချထိုင်ပြီးတော့ရွှေတုပ်၍အမောဖြစ်နေတယ်။ကြော်မှာဟိုးဝင်းမြောက်ဖက်စေမိုင်ခန့်ဝေးတယ်။ပေ900နီးပါးမြင့်နေပြာမိုက်မိုက်ပုတ်ပါတောင်ကြီးစီတို့၎င်းအချစ်ဘက်၄မိုင်လောက်အကွာဝေးမှာရှိရင်ပီ1464ပြည်မြင့်မသည့်တောင်ကြီးတောင်နှမ်းစီတို့၎င်းလှမ်း၍မျောကြည့်နေတယ်။အနောက်ဘက်မှာရှေးတန်းလိုလိုကြားသဖြင့်ကြော်မောင်ရုတ်ချီလက်ကြည့်လိုက်တယ်။ဟာကြော်မောင်ထက်ကနေတုံလို့သွားရင်းကနေအာမေရိတန်ဖြူလိုက်တယ်။အเจ้าကမူ ၃မီလောက်မြင့်နဲ့ခေါင်းကြီးကိုထောင်လျက်ကြီးမားကျေပြန့်နဲ့ဗပြင်းခွက်ကြီးနဲ့မွေးဟောက်ကြီးကိုတွေ့လျက်ရသောကြောင့်ဖြစ်တယ်။မွေးဟောက်ကြီးကဒေါသဖြစ်နေပုံနဲ့ကြာနှခွက်ကိုတတိတိနဲ့လှုပ်ရင်းရွှေကနေနေတစ်ချက်တွန်လိုက်တယ်။မိမိအားလဲစူးစူးဝဝစိုက်ကြည့်နေတယ်လို့ထင်ရတယ်။မွေးကြီးဒီမန်ဖီနေရင်တချို့ချို့နဲ့ဒေါသကြီးဗပြင်းကြီးတရင်ရန်ထောင်ရင်းကနေရှေ့သူတိုးလာပြီးအာယူလာတယ်။တဖြည်းဖြည်းလဲတိုးလာတယ်။ကြော်မောင်မွေးကြီးနဲ့နှဖူးတွေ့ဒူးတွေရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ကြောက်စိတ်တွေမှွန်သွားလျက် ဘာလို့လို့လို့အောင်မသိဖြစ်သွားတယ်ရှေ့မကိုင်မီလက်မကိုင်မီရောင်နာနာလည်းဖြစ်သွားတယ်မွေကြီးကလည်းဦးကောင်းပပြင်းခွက်ကြီးတက်ရရနဲ့ခြေတူတဖြည်းဖြည်းတိုးလာတယ်ကြောက်စိတ်ဝင်နေတဲ့ကြော်မောင်ကရုတ်တရက်ထလိုက်ပြီးတော့အနောက်ဖက်သို့ပြန်ဆုတ်လိုက်တယ်ဒီမှာစောစောကရှာထားတဲ့ပေါက်ပြားရုပ်ကိုတတိထားမိသွားပြီးတော့တိုင်းမီလေးရဲ့တုံလုံးခြောက်စားစွာနဲ့ပက်လက်လန်လဲသွားတယ်ထို့စဉ်မွေဟောက်ကြီးကရွှေကနေတစ်ချက်မန်ဖီအော်ဟင်းကနေချောကနေပြေးထွက်လာက ကျော်မောင်အားတအားပောက်ကိုက်လိုက်လို့ရတယ်။ကျော်မောင်ကဘဲဘက်လက်နဲ့စီးကရင်ဖြုတ်ခနဲ့လူးလဲထလိုက်တယ်။တို့တော့ကျော်မောင်ရဲ့မျက်လုံးထဲမီးတစ်ချက်ပွင့်သွားသလိုဖြစ်သွားကလက်မောင်အားအကိုက်ခံလိုက်ရသည်ကိုတခနဲ့တိလိုက်ရတယ်။ဒီတော့မှကျော်မောင်သည်ထိတ်ထိတ်ပြားပြားနဲ့တတိပူကစော့စော့ကချထားတဲ့တပိုးကြီရောက်နှချောင်းကိုပြေးကောက်ခါမွေကြီးအားဝင်ရိုက်တော့တယ်။ဦးကောင်းပိုင်းကိုတုံးလေးချက်ဆင့်၍တအားရိုက်ပစ်လိုက်တယ်။ကောင်းကြီးကငြိမ်ကြသွားတော့လေကိုလုံးနဲ့အမိပိုင်းကတော့တစ်ဖက်ဖက်ရိုက်ခါလှုပ်ရှားနေသေးတယ်။ ထိုနေရာကိုပါလုံးဝငြိမ်ကျတည်သွားတဲ့အထိအချက်ပေါင်းများစွာဒဇက်ဆက်ရိုက်ပစ်လိုက်ပါတော့တယ်။ကြော်မောင်တတိပြန်ရပြီးကြီးလိုက်တဲ့အခါမှာတော့အိမ်ပေါ်တွင်လူများစုံစုံရောက်ရှိနေကြပြီ။ဆွေမျိုးအိမ်နီးချင်းများလည်းရောက်ရှိနေကြပြီ။ခင်မင်မိတ်ဆွေများလည်းရောက်ရှိနေကြပြီ။မွေကြိုက်ခံရတဲ့ဘဲဘက်လက်မောင်းကိုရောင်ရမ်းလို့နာနေပြီ။အိမ်ပေါ်တွင်သူနာပြုစီယာမလည်းရောက်နေတယ်။မကြီးတိုင်းကြီးလက်တိုက်နေတဲ့ဆေးရုံကဈေးကုန်းအုပ်စုတွင်နေ တာဝန်ခွဲဝေပေးထားတဲ့ဈေးကုန်ကြီးလက်စီးပီးခန်းကတားဖွားစရာမှဖြစ်တဲ့ကြောမောင်မွေကိုက်ခံရသည်ကိုရှေးဦးသူနာပြုတဲ့အနေနဲ့ခွဲစိတ်ရန်ပြင်ဆင်နေတဲ့အိမ်ဝိုင်းချန်တွေကမပြောပင် စိတ်ဖလူပင်မြင်းခွာပင်များရှိသလားအဲ့လိုဆီယာမကမေးတယ်မပြောပင်နဲ့စိတ်ဖလူပင်တော့ရှိတယ်တယုံမကဖြည်သည်ကိုဆီယာမကစိတ်ဖလူပင်မှာအပွင့်ရှိသလားအပွင့်မပွင့်သေးလို့မရှိဘူးဆီယာမဒါဖြစ်ရင်ငါပြောခင်ကအခွန်ကိုခွာပြီးတော့အရေးညစ်ပြီးတိုက်ရအောင် ပြောပင်ခွန်ဘက်ကိုလည်းကြိတ်ထားပါတန်ရာကိုအုံရအောင်လို့ဒါဟာမြမတိုင်ရင်မွေနိုင်အစိတ်ဖြီစည်းပါတခြားမွေနိုင်အစိတ်ပင်တွေလည်းရှိသေးတယ်မွေကမွေစိုးပဲကြိုက်ကြိုက်ကြွက်နာပေါက်ပင်ဦးကိုတွေးတိုက်စိတ်ဘလူးဖွင့်တတ်ထူရေတိုက်ကြောင်ပန်းပင်အမြက်ကိုရေနဲ့တွေးတိုက်အရွက်ကြိတ်ပြီးတော့အုံပေးခရာပင်အကိုင်းကိုလည်းရေနဲ့တွေးတိုက်အရွက်ကိုကြိတ်ပြီးတော့ကြိုက်တဲ့နေရာကိုလိမ့်ပေးအုံပေးပြီးတော့ ဟင်းချက်စားတဲ့ဂေါ်ဘီထုတ်အမြစ်ကိုပြာချစားစူပန်ရွက်အပွင့်ကိုလည်းကြိတ်ပြီးတော့တောက်နိုင်တယ်ပြီးတော့မြင်းခွာရွက်တတ်ထူရီကိုတောက်အရွက်ကိုကြိတ်ပြီးကြိုက်တဲ့နေရာကိုအုံပေးနောက်ပြီးကြီးသီးသန်ရှိရင်အမုံကြိတ်ပြီးတော့မျက်စီတွေခတ်ပေးစိန်နှုံးမနွယ်ရှိရင်သုံးလေးခွက်လောက်တင်းအောင်ကြိုပြီးတောက်နိုင်တယ်ငကားဆက်ပင်ရှိရင်လည်းပြင်းစငါးပါးဓာတ်နဲ့ခုတ်ဆင်းပြီးတော့ဒဏ်ရာကိုအုံပေးထောင်းပြီးတော့အရေကိုတောက် ဒီမွေနိုင်စိတ်ဖြည့်ဆေးပင်တစ်ခုခုအချိန်မီတောက်နိုင်ရင်ပြောင်းနိုင်ပါလေရေဦးသူနာပြုအနေနဲ့ကာကွယ်ပြုစုထားနိုင်တယ်ဒီတိုင်းရင်မြရှင်ပြီးရင်မွေနိုင်ဆေးပင်တွေကမွေစိတ်တွေအန်ထုတ်ပြစ်လိမ့်မယ်ဆီယာမကဗဟုသုတအနေနဲ့ကြည်ကြည်ပြန့်ပြန့်နဲ့ပြောပြနေတယ်အိမ်ပေါ်မှာရှိတဲ့လူများကလည်းမိမိတို့မျက်စိအောက်ကရှေ့မှာမြင်တွေ့နေရတဲ့အပင်များကိုမွေနိုင်အစိတ်ဖြည့်ဆေးပင်များဖြစ်ကြောင်းဆီယာမထံကတိလိုက်ရလို့အန်အွန်တော်အော်နဲ့ဖြစ်နေတယ် တင့်အင်းဟင်တအားနဲ့စိတ်ဝင်စားဖြစ်နေကြတယ်ဆီယာမကပါလာတဲ့ခွဲစိတ်ဓာလီနဲ့ရင်းနှီးဖြင့်ချက်ချင်းပြုတ်ခိုင်းပြီးတော့ကြော်မောက်ရဲ့မွေကြိုက်ခံရတဲ့လက်မောင်းနေရာကိုခွဲစိတ်ဓာလီနဲ့တက်လက်မိုက်နှစ်ပုံတစ်ပုံအလျားလောက်ခွဲထုတ်လိုက်ပြီးတော့လက်အိတ်ဆုတ်ခါသွေးစိတ်များကိုဆုတ်ထုတ်တဲ့ကလိယာဖြင့်ဆုတ်ထုတ်တယ်ညှစ်ထုတ်တယ်အဲ့နောက်မှာတော့ကြိတ်ထားတဲ့ငပြောပတ်များကိုအုံပေးလိုက်တယ်အရည်များကိုလည်းတိုက်တယ်လက်မောင်းတစ်တောင်စစ်အထက်မှာရှိတဲ့စီးထားတဲ့ကျိုးကိုလည်း15မိနစ်တစ်ချိန်လောက် ဖြီလိုက်ပြန်စီးလိုက်နဲ့လှုပ်ပေးနေတယ်။ကြုံမမရီဝေရရင်တုံနေခြင်းအကြောတက်နေခြင်းအသက်ရှူချက်ချင်းအရှိနေများနည်းနည်းတက်တာသားလို့ရှိလာတယ်။ကြုံမောင်ဇနီးနဲ့မိဘဆွေမျိုးများပါဘူး။ကြုံမောင်အတွက်စိုးရင်ပူပန်မှုကိုစီနဲ့မျက်နှာငယ်လေးနဲ့ရှိနေကြပါတယ်။ထို့စဉ်မှာမကြီးတိုင်းတိုက်နယ်စေယုံကဆရာဝန်ဥမောင်စိုးတန်းကကြုံမောင်ရဲ့ဒေါင်းဆိုင်မောင်းလာတဲ့လှဲနဲ့အပြေးလွှာရောက်လာတယ်။မွေဟောက်ကြိုက်တာတေးကြတယ်နော်။ဆရာဝန်ကရောက်မဆိုင်မိတယ် ဤသို့မွေဟောက်အကိုက်ခံရပုံကိုလည်းမေးလို့စေးစစ်ချက်ကိုယူတယ်။ကျော်မောင်ကလည်းအကြောင်းစုံကိုရှင်းပြတယ်။ဆီယာမကလည်းရှေးဟူတူနာပြုလှုပ်ထားပုံကိုလည်းရှင်းပြတယ်။ဆီယာဝင်းကလည်းဒီလိုပါ။မွေစိုးကိုက်ခံရတဲ့အချိန်ဟာဘာမွေမျိုးလဲဆိုတာသိဖို့အရေးကြီးတယ်။မွေစိတ်ဖြည့်စေးကမွေအမျိုးအစားကိုလိုက်ပြီးတော့ခွဲထားလို့ပါ။မွေဟောက်မပွေမွေဟောက်နဲ့မပွေအမျိုးမျိုးခွဲကြမသိဘဲနဲ့ထိုးနိုင်တဲ့မွေစိတ်ဖြည့်စေးဆိုပြီးတော့စေးလေးမျိုးကို BBI စေဝါထုတ်လုပ်ရေးကနေပြီးတော့မွေတမျိုးစီအတွက်တရားဖော်ဆက်ထားတယ်လို့ဥပမာမွေဟောက်လို့တိတိကျကျတိထားရင်မွေဟောက်အတွက်တရားဖော်ဆက်ထားတဲ့စီးကိုတခါလေကုသနိုင်ရန်အတွက်လှင်မြန်စွာတတ်တာပြောက်ကင်းတတ်တာသွားနိုင်ပါလေကျင်းကင်ပြီးတာကိုမွေမှတ်ပြီးတော့မွေစိတ်ဖြစ်စီထိုးလိုက်မိရင်သပင်းတွေကျွတ်လို့မျက်စီပါမှုံလာတက်လို့ပါဆရာဝန်ကတောင်းယူလေသမားများအားမွေစိုးအန်ရဲ့အတွက်အသိပညာပေးရှင်းပြရင်းကနေ့ အသင့်ရှိနေတဲ့ရေနွေးနဲ့20စီစီအသင့်ရှိနေတဲ့စေးထိုးပိုက်ကြီးကို စေးကြောနေတယ်။ထို့နောက်မှာတော့မွေဟောက်အတွက်သာကုတာရန်အတွက် anti state venom ထိုးစီတန်းစီစီကိုတော်မောင်းရင်ညာလက်မောင်းအကြောတွင်းသို့ထိုးသွင်းပေးလိုက်တယ်။အိမ်ပေါ်မှာရှိတဲ့လူများကဆရာဝန်လုံးသမ ्या ကိုစိတ်ဝင်စားနဲ့ကြည့်ရှုနေတယ်။ကြော်မောင်းအတွက်စိုးရင်စိတ်များကလည်းလွှမ်းမိုးနေကြတယ်။မွေစိုးကြိုက်ခံရတဲ့နေရာမှာခြေလက်တွေကြိုက်ခံရတာ ကုသလို့အရှိန်မီရင်မသေးနိုင်ပါဘူး။ရင်ဘတ်လေပင်မျက်နာခေါင်းတို့ကိုကြက်ခံရရင်သွေးပြန်ကြောတွေရှိနေတယ်လို့နာဟီပိုင်းတွင်သိနိုင်တယ်။အခုကြော်မောက်နွားကြီးကလေပင်ခေါင်းသားကိုကြက်ခံရလို့မွေစိတ်လဲများများကြက်ခံလိုက်ရလို့နာဟီပိုင်းတွင်သိသွားတာ။ဟုတ်ကဲ့ဗျ။ကြော်မောက်ကစောစောအထက်ကြည်ကြည်လင်လင်ရှိလာတယ်။ဆရာဝန်ဦးမောင်မောင်စိုးတန်းကဆက်လက်ခါအခုလိုကိုကြော်မောင်တတိလက်သွားတဲ့အထိဖြစ်သွားတာက မွေကြက်ခံရတဲ့သူဟာ ခံရပြီးရင်ငိမ့်သက်စွာနဲ့လှဲလျောင်နေရပါလေ။ကိုက်ခံရတဲ့အထက်ကကြိုးစီထားပြီးတော့စေယုံစေပေကံမရောက်မီ15မိနစ်တစ်ချိန်လောက်ကြိုးကိုဖြည့်ပြီးရပါလေ။အခုကိုကျော်မောင်ကတမိုင်ခီးကိုလမ်းလျှောက်ပြန်လာတော့လှုပ်ရှားမှုကြောင့်တွေးဟာတကိုယ်လုံးပြန့်သွားပြီးတော့မွေးစိတ်တက်သွားတာပါ။ဟုတ်ပါစရာ။ပြီးတော့မပွေးမွေးဟောက်ငန်းတို့ကြားငန်းမွေစတဲ့အစိတ်ပြင်းမွေစိုးတွေ၌အဆွဲကသွားရှိမှအဆွဲနှချောင်းရှိပြီးတော့ အစိတ်အိတ်ကအနောက်ဖက်မျက်စိအနောက်နားမှာရှိတာအခုကျွန်တော်တို့ကိုင်နေစေးထိုးပိုက်နေအဲ့လိုပဲဒီမွေစိတ်နဲ့အစိတ်အိတ်ကိုကြည်ပြီးတော့ကပ္ပစေးပညာတိတ်ပံပညာရှင်များကအခုအသုံးပြုထိုးနေတဲ့စေးထိုးပိုက်ကိုတီထွင်လိုက်တယ်လို့မှတ်သားရပါတယ်ကြားသိရတဲ့အိမ်ပေါ်မှာရှိတဲ့လူတွေကလည်းတအံ့တော်ဖြစ်နေကြတယ်ဒါကြောင့်မလို့မွေဟာလူတရိတ်ဆန်တွေကို ပေါက်ကိုက်လိုက်တာနဲ့အစိတ်အိတ်ကိုညှစ်ထုတ်ပြီးတော့အဆွဲနှချောင်းကနေအစ်စ်တီကိုထိုးသွင်းလိုက်တယ်။အစိတ်အနည်းများပေါ်မူတည်ပြီးတော့အကိုက်ခံရတဲ့သူဖို့တိနိုင်မတိနိုင်လဲဆုံးဖြတ်တာပါ။ဩဟုတ်လား။လူရဲတူကလည်းအံ့ဩသွားတဲ့ရည်ရွတ်တယ်။ပြီးရင်တော့ကျွန်တော်ရှင်းပြအောင်မေးအစိတ်ကြီးတဲ့မွေစိုးတွေဟာနှစ်ပတ်ကနေတလအတွင်းသူတို့အဆွဲတွေဟာမှန်မှန်လဲပြစ်လိကျိုးသွားလိရှိတယ်။ဒါမှမဟုတ်လေမွေတွေအစာဖြစ်တယ်ငါဖာကြက် ညှက်ငင်ငှက်ဦးရုပ်ဆတဲ့တရိတ်ဆန်ငယ်များရဲ့အစာအဖြစ်ကိုလိုက်ဖမ်းကိုက်ရင်းကနေအဆွဲတွေကကျိုးသွားတယ်။ဘာဖြစ်လို့ပဲကြိုကြိုအဆွဲအစ်စ်ဟာလှင်မြန်စွာနဲ့ပေါက်လာတတ်တယ်။အဲ့လိုအဆွဲကျိုးပြီးကစားလူကိုကိုက်ရင် လူမှာဘေးမဖြစ်မသေနိုင်ပါဘူး။အခုကိုကျော်မောင်ကိုက်လိုက်တဲ့မွေးဟောက်ကြီးဟာနိုင်ပိုင်းအတွင်းကပဲနွားကြီးကိုကိုက်ခဲ့လို့အဆွဲကျိုးသွားပြီးတော့အစိတ်ဟာမရှိတလောက်ဖြစ်သွားတယ်။ဒါမှမဟုတ်ကြံတဲ့နည်းနည်းပါးပါးအစိတ်လေးကကိုတွင်းကိုဝင်သွားတယ်ပုံရတယ်။ ဒီထဲကလူကလည်းမိုင်းတရားလောက်ခရီးလှုပ်ရှားသွားလိုက်တော့အနေငယ်များမွေစိတ်ကတကူလုံးကိုလှင်လင်းမြန်မြန်ပြန့်နှံသွားတယ်။အခုဖြည့်စည်ထိုးလိုက်လို့ဘာမှမဖြစ်နိုင်တာမတည်နိုင်တော့ပါဘူးစိတ်မပူကြပါနဲ့။ခမားတို့တွေအထူးစင်ကျင်ဖို့ကမွေကြိုက်ခံတည်သွားတဲ့နွားသားကိုချက်ပြီးတော့မစားကြနဲ့။မြေကြီးတဲ့ကျင်းတဲ့နဲ့တူပြီးတော့ဒါမြုပ်ပြစ်လိုက်ကြပါ။ကြော်မောက်ခမားအခုမှတက်ပြင်းကိုရှာ၍ပဝင်ကြသွားတော့တယ်။ညနာပါဝင်းလံကြီလာနေတယ်။ဇနီးတွေမတ်တယုံပါနဲ့တကွာ။ ဆွေမျိုးများကလည်းအခုမှကြည်ကြည်လင်လင်ဖြစ်သွားတော့တယ်။တအူးနဲ့တအူးဝမ်းသာစကားများပြောကြတယ်။စီယာဝင်ကိုလည်းကျေးဇူးတင်လာစွာနဲ့တအူးပြီးတအူးပြောကြတယ်။အေးကိုကျော်မောင်နဲ့တကွာအားလုံးစိတ်မပူမစိုးရင်ကြပါနဲ့။ကျွန်တော်နေ့ရက်တစ်ချိန်လောက်တော့လာပြီးတော့ကြည့်ပေးမယ်။စေးထိုးပေးမယ်။နေ့စဉ်လည်းဒီကစီယာမလေးလာကြည့်ပြီးတော့လိုအပ်တဲ့စေးထိုးပေးပါလိမ့်မယ်။ကြွေးပါလိမ့်မယ်။ကျွန်တော်အားလုံးကိုညွှန်ကြားခဲ့ပါမယ်။ကျော်မောင်ရဲ့ဇနီးတရုတ်မှာခမညာဝမ်းသာလွန်းလို့မျက်ရည်မြည်တသွင်တွင်ကြာပြီ ဘာပြောမှမသိပဲနဲ့ဆရာဝန်ကြီးဦးမောင်မောင်စိုးတန်းအားထိုင်ပြီးတော့တာကတော့နေပါတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူမောင်မောင်ဖြူရေးသားထားတယ်လက်ခုပ်ပင်တောင်မိုးဆိုတဲ့ဖြစ်ရမှန်ဇလန်းအစဆုံးပဲဖြစ်ပါတယ်ခင်ဗျာနောက်နေပါလဲကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုဒီစီတီတိုင်းတင်ဆက်ပေးသွားအောင်ပါမူစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ